မြန်မာနဝချန်နယ်ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ်မီးယားဇလားကောက်လေးတို့ကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာထမန်တောင်ကိုရေးသားထားတဲ့စောရမင်းကောင်နဲ့ပလိတ်တို့မြေလန်ကရှာဖွေကြခြင်းဇလားလေးကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ တခါတည်းရကိုကရန်သူလို့သိမိထားတဲ့ဗက်စီမှာမိတ်ဆွေစီမိတ်ဆွေမမျိုးရှိနေတတ်ပြီးကိုကမိတ်ဆွေရဲ့လို့သိမိထားသူကရန်သူအစ်စ်မန်ဖြစ်နေတတ်ပြလိမ့်တယ်။ဒါတော့ IP ထုံးမောင်နဲ့ဗာမင်းကတက်တည်ပြခဲ့ပြီးလိမ့်ပြီ။မနက်လေးချိန် IP ထုံးမောင်နဲ့ဥပါထူးတို့တွေမင်းကောင်ကိုကယ်တင်ခဲ့ပြီးတော့တနက်ပင်ဗက်စီကအိတ်တအိမ်စီမှာဝင်းရောက်ခိုးအောင်ခဲ့ကြပါတယ်။အင်ရ IP ထုံးမောင်စီစဉ်ထားတဲ့သူ့မိတ်ဆွေရဲ့အိမ် လုံးကြောင်စိတ်ချရတယ်။ IB ထိုးမောင်ကအဲ့ဒီအိမ်ကိုရောက်ရောက်ချင်းမှပဲအသင့်ခေါ်ဒါဗီဖြစ်တဲ့အင်္ဂလိပ်ဆေးဆရာနဲ့မင်းကောင်ကိုပြသပြီးတော့ဆေးတွေသွေးမိထားကြလိမ့်တယ်။ဒီကိစ္စပြီးစီးလို့ IB ထိုးမောင်ကအင်္ဂလိပ်ဆေးဆရာကိုပြန်ပို့ရင်ဘကိုးစီကိုပြန်လိမ့်တယ်။ဥပဒုနဲ့တန်တော်တို့ကမင်းကောင်အနားစီမှာတယောက်တလဲစီစောက်အိတ်ကြရတယ်။မနက်မိုးလင်းလို့တန်တော်ကအနီးနားဈေးကလေးစီကိုသွားလိုက်ပြီးမနက်စာဝဲတယ်။ တာနောပြန်လာတော့မင်းကောင်ကအိယာကနိုးနေပြီဖြစ်ပြီးဥပဒူးနဲ့စကားတွေပြောဆိုနေခဲ့ကြတယ်။တာနောလည်းမနေ့စာကိုပြည့်စုံလို့ယူဆောင်လာခဲ့ကစကားဝမ်းစီကိုဝင်ရောက်လာခဲ့တယ်။မင်းကမင်းလူတွေတက်နေတာတိတ်ကိုများနေပြီ။မင်းဟာစိတ်ခက်စားချက်ကိုတိတ်ပြီးအလေးပေးလို့နေတယ်။မင်းဟာငရွယ်လုံးလို့စိတ်လို့လိုက်မိတာတော့ငါတို့နားလေပါတယ်။ဒါပေမဲ့ငါတို့ရဲ့ရည်ရချက်ကိုမမေ့ပါနဲ့မင်းကောင်။ဟုတ်ကဲ့ကိုကြီး။ မင်းကောင်ကခေါင်းငုံငုံထားရင်ခတ်တူးတူးလေးဖြစ်လိုက်တယ်။သူတို့သုံးယောက်ကတေးတောက်တစ္ဆာဆိုပြီးကလေးကတယောက်ကိုတယောက်ညီကိုတွေလိုသာဆက်ဆက်ခေါ်ဝေါ်ကြဖို့သဘောတူထားခဲ့ကြတယ်။ဒါကြောင့်လည်းအငယ်ဆုံးဖြစ်တဲ့မင်းကောင်ကဥပါထုကိုအကိုကြီးလို့ခေါ်ပါတယ်။မင်းကောင်အခုဆိုရင်မင်းလောက်ခဲ့တဲ့အမှုတွေအတော့မင်းကိုပလိပ်ပက်ကအသေးတန်လိုချင်နေကြပြီကွ။ဒါမဖြစ်သင့်ဘူးလေ။ငါတို့လှုပ်ဆောင်ရမယ့်အလောက်ကသူတို့တိတ်တိတ်လှုပ်ဆောင်ရမှလေမင်းကောင် ဟုတ်ပါတယ်အကိုကြီးအခုဖြစ်ခဲ့တာတွေအတွက်မင်းတို့အပြစ်မတင်လို့။နောက်များဆိုရင်ထပ်ပြီးမဖြစ်ပါစေနဲ့တော့။နောက်များမှဆိုရင်လေမင်းတခုခုလောက်ဆောင်တော့မယ်ဆိုရင်မင်းဟာငါတို့အရှိတီဘောကိုတော်ရဲ့နောက်ဆုံးမှကြားတဲ့စကားကိုအကောင့်ထဲပို့မဲ့လူဆိုတာရယ်။ပြီးတော့တာနောနဲ့ငါဒီအစီရင်ကိုအောင်မြင်ဖို့အတွက်ဆက်သုံးနေတီတီအသက်ဘေးတွေအလေးလေးဖြတ်တန်းပြီးလောက်ဆောင်ခဲ့ရတယ်ဆိုတာကိုမင်းသတိရပေးပါမင်းက။ ဥပထူကဆုံးမစကားကောင်းမစွာနဲ့ပြောလိတယ်။မင်းကောင်ကအရာအလုံးအတွက်ကိုနောင်နာရစွာနဲ့တက်ပြေးချပြီ။ဟုတ်ပါတယ်ကိုကြီးဟာ။ကျုပ်ကိုအပြစ်တွေကို ကိုယ်တိုင်သိမြင်ပါပြီ။အစီအောင်မြင်ပြီးတဲ့နောက်ပိုင်းအကိုကြီးတို့တားနေတဲ့ကြားဥပစီကိုလက်တော့ပြန်မိတယ်။ဒေါ်လေးအေးတီကိုပေးလိုက်တဲ့ဂရိစကားတစ်လုံး။ဗာမင်းကိုသူ့ဘကြီးစီလိုက်ပို့ရတယ်။ဒီအဖြစ်ပြက်တွေထဲမှာတော့ကျုပ်ကိုကျော်မကောင်းသူတိုင်းပဲ့ပြီး ကောင်းသူကိုကဲရမယ်လို့ခိုင်ဝူထားခဲ့မိတယ်။အခုတော့ကြုံနောင်နာရမိပါတယ်။သင်ငန်းစာလည်းရပါတယ်။တကယ်တော့လောကကြီးအားလူတွေဟာကောင်းသူမကောင်းသူဆိုတော့ကိုယ့်အမည်တစ်ခုတည်းနဲ့အောက်ကိုပြီးတော့ယုံကြည်ဆုံးဖြတ်လို့မရဘူးဆိုတာ။ဘာမဲတယောက်နဲ့တည်းမြင်သာခဲ့ပါပြီ။ Ừm တကယ်ဆိုရင်တော့မင်းဟာသူ့အဖို့ကောင်းမိခဲ့တာ။ဘာမဲကအခုလုံးတံပြန်မှုမလုပ်ခဲ့တဲ့မူ။ဥပါထွာဘာမဲအကြောင်းကိုပြောလိုက်တယ်။တန်တော့က အမှန်ပဲကိုကြီးဗမဲကကျေးဇူးတရားကမ်းမောက်တဲ့သူပဲသူဟာဓာအစီပရပိုက်ကိုသူ့မှတ်မောသွားလို့ယူသွားခဲ့တယ်ဆိုရင်တော့မမင်းကောင်ကတော့ပလိတ်လက်စီမအပ်သိမ့်မဟုတ်လားအမှန်ပဲပေါ်တာတော့ရာဓာကကျေးဇူးကမ်းတာအစ်စ်မှာပဲဥပါထူးနဲ့တာတော့တို့ပြောပြလို့မင်းကောင်ကသူ့အဖမ်းခံရတာကဗမဲရဲ့စနစ်ဆိုတာသိခဲ့ပြီလို့ပြီလူချင်းတဲ့ချောင်းမကဲကောင်းဆိုတဲ့စကား ဘာမင်းလို့လူအများတည်တည်တက်တက်ညှို့ပြခဲ့လေသလားမသိ။ဘာပဲဖြစ်ဖြစ်မင်းကောင်ကတော့အတော်နှင်နာပွားခဲ့ရတာအမှတ်မယ်။မင်းကောင်အံကိုတင်းတင်းကြိတ်လိုက်မိတယ်။ကျုပ်ဘာဆက်လုပ်ရမလဲအကိုကြီး။ဘာမင်းကိုရှောက်ဖွေပြီးတော့လက်တုပ်ပြင်ပရပတ်ကိုပြန်ယူခဲ့ရမလား။မင်းကောင်မင်းမြတ်လာတယ်။ဥပဒေကခေါင်းကိုခိုင်ရလိုက်တယ်။ဘာမင်းလို့လူကိုလက်စားချေတာတော့လုံးဝမဲ့ရာစုပဲမဲ့အခုနေမှာတော့မလုံးတင်သေးဘူးမင်းကောင်။ ဟုတ်တယ်မင်းကောင်လက်တလုံးမှာမင်းရောပလိတ်ကအပူတပြည့်လိုက်ရှာနေမှာသိကြတယ်ပြီးတော့မင်းရဲ့ကျမ်းမအင်းအရင်ဆုံးမင်းကိုမင်းအမြန်ဆုံးထူထားနိုင်ဖို့လိုအပ်တယ်ဥပါထူရဲ့စကားကိုတာနှောအဖြစ်စုပြောလိုက်တယ်မင်းကောင်ကအကိုကြီးတို့ပြောတာလက်ခံပါတယ်ဒါပေမဲ့ဓာအစီပရပတ်ကူကရောပရပတ်ကအရေးကြီးတာမှန်ပေမဲ့အခုချိန်မှာမင်းလောက်အရေးမကြီးပါဘူးမင်းကောင်ရာ ငါတို့ကမင်းကိုတိတ်ပြီးစိုးရိမ်နေခဲ့ကြတာကဥပါထူကပြောတာပါဒါတော့ဥပါထူရဲ့စကားကိုထောက်ခံတဲ့အနေနဲ့ခေါင်းကိုညှိလို့မင်းကောင်ရဲ့ပခုံးကိုလှမ်းပုတ်လိုက်တယ်ဟုတ်တယ်မင်းကောင်ငါတို့အတွက်လူကအဓိကကြတယ်ဒီတက်တခြားတစ်ဖက်ကစကားမျိုးကိုပြောရမယ်ဆိုရင်တော့ပရပိုက်ဆိုတာမှတ်တမ်းမှတ်ရာတစ်ခုပဲရှိတာပြီးတော့ငါတို့လည်းလူအပ်တဲ့အရာမဟုတ်ဘူးမင်းကတော့မှတ်တမ်းမှတ်ရာတွေကအစီအငုံအောင်မြင်ပြီးသားလို့တံပိုးကြီးတိတ်กว่าတယ် မိကျမ်းမရင်ပရပိုက်ကိုပြန်ရှာလို့ရပါတယ်ကွာတာနောကစကားပြောမရစ်လဲသူ့စကားအထိပယ်တစ်မျိုးအဖြစ်ထပ်မံယူဆနိုင်စရာပါပဲဒါမဲ့မင်းကောင်ကစိတ်ထဲရှင်းပါတယ်တာနောကသူ့ကိုလာခဲ့တာဒါနဲ့ဆိုနှစ်ချိန်တိတိရှိခဲ့ပြီလာခဲ့တိုင်းလဲအသက်အန္တရာယ်နီးကပ်တဲ့အခြေအနေတွေကြီးပဲငါတို့မင်းကိုညီတယောက်နေနဲ့အခုလိုရှာဖွေပြီးကဲတင်ခဲ့ကြတာပါမင်းကောင်ရဥပထောကမနေနိုင်စွာနဲ့ဝေပြောလာတယ် ကျော်အကိုကြီးတို့ရဲ့စေတနာကိုနားလဲပါတယ်။မင်းကောင်ရဲ့စကားအဆုံးမှာတော့အရှိပဲစီကမြင်းလဲတစီရက်တဲ့အတံကိုကြားလိုက်ရတယ်။တာနော့ဥပါထွားတာနော့ကိုမျက်ရည်ပြလိုက်တော့တာနော့ကလှက်ကနေထပြီးအပြင်ဘက်ကိုအကဲကြည့်လိုက်တယ်။လက်ရှိအခြေအနေကဒရစ်လစ်လို့မဖြစ်ဘူးလေ။လူစင်းတယောက်ပဲအကိုကြီးအိမ်စီကိုလာနေတယ်။ဟင်ဥပါထူအာမရိတ်တန်ပြုတ်ရင်အမြန်ဆုံးထားလို့အပြင်ကိုကြည့်လိုက်တယ်။ ခြံဝတ်စီမှာမြင်းလဲတစီရက်ထားပြီးတော့မြင်းလဲမောင်းသူလို့ယူဆရတဲ့အုတ်ထုတ်ခန်းခန်းကဆောင်းထားတဲ့လူတယောက်ကအင်းစီကိုလာနေတယ်။အိုက်ဘီထုံးမောင်းမေးဟင်တန်တော်အာအာတင်သွားရတယ်။လာနေတဲ့သူကအဝတ်အစမြင့်ဆုပ်ဆုပ်နဲ့လမ်းလျှောက်တဲ့ပုံစံရောဝတ်ပုံစားပုံရောအိုက်ဘီထုံးမောင်းဘလို့မှမဖြစ်နိုင်ဘူး။သူကအိုက်ဘီထုံးမောင်းဘလို့ဖြစ်နိုင်မှာလဲအကိုကြီး။အိုက်ဘီထုံးမောင်းအစ်စ်ပဲ။သူရုပ်ဖြတ်ပြီးလာနေတာ။ မဟုတ်တော့ဘူးထင်တယ်နော်အကိုကြီးမင်းလဲရုပ်ဖြတ်ပြီးသွားလာဘူးတာပဲတာတော့ရရုပ်ဖြတ်ခြင်းရဲ့အခြေခံဥပဒေသားသုံးရုပ်ကိုမြင်သိထားပါတယ်ကိုရိုင်မူလာနှစ်ဘဝထမတစ်ဖြတ်အစ်စ်ပြန်လက်ရုပ်ဖြတ်တဲ့သူကအရင်ဆုံးကိုယ်စိတ်ကိုအသေးပြောင်းမဲ့တရုတ်စီကိုစိတ်ထရတယ်ဒါဟုတ်ကိုရိုင်းလိုသုံးတယ်မူလာဒီမူလာဆိုတာကတော့စိတ်ထဲလို့အစဉ်ပြေပြီးဆိုတာနဲ့ကိုယ့်ရဲ့မူလာရုပ်အသွင်ရနေတယ် အတင်ပြောင်းမဲ့တဲ့ရံနဲ့တေးဟုတ်သူအောင်ပြင်ဆင်ပြောင်းလဲရတယ်။ဒီနှစ်ခုပြီးပြီဆိုရင်တော့ကိုပြောင်းလဲထားတဲ့ရုပ်တွေစီမသာစိတ်ကိုနှိမ့်မြုပ်ပြီးလှုပ်ရှားရပါတယ်။တန်တော့ဟာရုပ်ဖြတ်ခြင်းရဲ့မူလအလင်္ကာကိုခပ်ပွားပွားရရွတ်ရင်အေးစီယိုလှမ်းလာနေသူစီကိုလှမ်းလို့အကဲခတ်နေတယ်။ဒီချိန်ဥပါထုကအချိန်ကိုတစ်ချက်ကြည့်လိုက်တယ်။အချိန်ကစွန့်ခဲ့ဝင်ချိန်ကိုရောက်နေခဲ့ပြီ။ရုပ်လဲဖြတ်လာတယ်။အစောကြီးလဲပြောင်းလာဖို့ထိုင်တော့ အကြောင်းတော်တစ်ခုရှိနေပြီထင်တယ်။အဘိထုံးမအောင်ပြောင်းချင်တော့ဟာအချိန်ရညနေစောင်းမှသာသူပြန်လာမယ်လို့မှသွားခဲ့တယ်။အခုကအစိုးရပြောင်းလာတယ်။ဒါကိုတွက်ချက်လို့ဥပါထုကရေရွတ်လိုက်တာပါ။လူစိမ်းကအနားစီကိုရောက်လာတယ်။ဆရာတို့ပြောဆရာတို့ဟေးဘယ်သူလဲငါတို့ရှိတယ်။ဆရာတို့စီကိုအညာသားငါထုံးကစာပေးခန်းလိုက်လို့ကြ။ပြောဆိုပုံကတကယ့်ကိုဖုံးကွယ်တိုးဝဲမှုအပြည့်ပဲ။ တန်တော့မင်းဒီမှနေခဲ့တန်တော့အိမ်ပေါ်မှာထားရစ်ပြီးတော့ဥပါတို့အောက်ကိုဆင်းလာခဲ့တယ်အောက်ရောက်တော့မြင်းလဲသမားကစာကောက်တစ်ခုကိုကမ်းပြလာတယ်ဥပါတို့ကလှမ်းယူပြီးငထုံးကောင်ရာရောက်လာတာကိုကျုပ်တို့သိပါတယ်တခြားဘာမှလိုက်သေးလဲအိုင်ဗီထုံးမရုပ်ပြောင်းရုပ်လွဲလှုပ်ထားတဲ့မြင်းလဲသမားရဲ့မျက်နှာကပြုံးသွားခဲ့တယ်စာအရေးကြီးတယ်ပဲပြောတယ်တခြားတော့မှမလိုက်ဘူးဗျကဲကြောက်သွားအောင်မယ်ဗျာ ညီလေးသမားထွက်သွားတော့ဥပထူကစာကောက်လေးကိုကင်ပြီးအိမ်ပေါ်စီကို ပြန်တက်လာခဲ့တယ်။အိမ်အပေါ်ကိုရောက်တော့စာကောက်ကိုဖြီးပြီးဖတ်ကြည့်လိုက်ပါတယ်။ဥပထူပလိပက်ကမင်းငုံကိုရာဇဝေလူဆိုးအဖြစ်သတ်မှတ်လိုက်ပြီးအခုလွမြောက်သွားတဲ့ကိစ္စအတွက်ကိုပလိတက်ဖွဲ့တွေအားလုံးစီကိုတက်လန့်ထားတယ်။လမ်းနေမှာလဲပုံတို့ပကြီးတွေဖြန့်ထားပြီးတော့စစ်ဆင်းမှုတွေရှိနေတယ်။အခုနဲ့ခမရတို့မင်းငုံနဲ့အတူတူဖောက်ထွက်ဖို့ဆိုတာမဖြစ်နိုင်သေးဘူး။ ကျုပ်လည်းအသွားလာစီရင်နေရတယ်။မင်းငေါတက်ဘယ်လိုစီစီရမလဲဆိုတော့ကိုတော့ညာကြမှာကျုပ်အရောက်လာပြီးတံမြင့်ချင်းမယ်။ထုံးမောင်။စာပြီးသွားခဲ့လေပြီ။ဥပါဒုတရားကိုစာဖတ်ပြီးတက်ပြေးချလိုက်တယ်။ဒါအောင်မင်းငေါနဲ့တာနောတို့ကအကိုကြီးဘာဖြစ်လို့လဲ။မင်းငေါကိုပလိကရာဇဝင်လူစုအဖြစ်သတ်မှတ်ပြီးတော့နေရာတိုင်းမှာအပူတပြေးရှောက်ဖွင့်နေတယ်တဲ့။ဟာ။ဒါဆိုကျုပ်တို့ထွက်ဖို့လွယ်ကူနိုင်မှာမလား။ မလွဲကူမင်းငုံရဲ့ပုံနုပကြီးတွေကို သူတို့ဖျက်ကြထားတယ်တဲ့ရုပ်ဖျက်ပြီးသွားကြမယ်ဆိုရင်ရောဥပါတို့တစ်ချက်ညင်သွားတယ်ဒီအချက်ကိုအခုနောက်အတင်သူတို့ပြောဆိုပြီးမင်းနေခဲ့ကြတာရဲ့ဒါမဲ့အိုက်ဘီထွန်းမောင်ကသူကိုယ်တိုင်လည်းရုပ်ဖျက်ပြီးလာခဲ့ပါရဲ့နဲ့မင်းငုံတယောက်ကိုရုပ်ဖျက်ပြီးဖောက်ထက်စေချင်ရနိုင်မယ်ဆိုတော့ကိုမတွေးမိတာတော့မဖြစ်နိုင်အိုက်ဘီထွန်းမောင်ဆိုတဲ့လူကခေတဲ့သူမှမဟုတ်တာဒီနည်းလမ်းကိုဘယ်လိုပဲဖြစ်ဖြစ်တွေးဖို့တွေးမိမှာပဲ။ ဒါကြောင့်လည်းရုပ်ဖြတ်ပြီးထပ်ဖို့ကိုမပြောဘဲညကြမှတာမြင်မဲဆိုတာအကြောင်းတစ်ခုတော့ရှိလိမ့်မယ်လို့ဥပါထုယုံယုံကြည်ကြည်တွေးလိုက်တယ်။အကိုကြီးဒီလိုဆိုရနိုင်မှာတဲ့ကြတယ်နော်။ကျုပ်တို့ရဲ့ရုပ်ဖြတ်ပညာလည်းအစစ်အကြဲတစ်ခုရှိနေတာပဲဟာ။တာနောကဆိုလာတယ်။ဥပါထုကခေါင်းကိုခါရင်လိုက်ပြီးတော့မဟုတ်သေးဘူးတာနော်။အဲ့လိုလုံးလုံးမဖြစ်ဘူး။ဘာကြောင့်လဲအကိုကြီးရာ။ကျုပ်တို့အချင်းရှိတော့ထွက်ထားမှဖြစ်မယ်ထင်တယ်နော်။ ကျုပ်တော့ဒီနေရာမှာတခဏတော့မနေလို့တော့တိခံပါအောင်တာတော့ရမရသေးဘူးဆိုတာအကြောင်းရှိတယ်အိုင်ဘီထုံးမောင်ရဲ့စာထဲမှာမင်းကောင်ကိုအတော်လေးဖြစ်ဖြစ်စီစီရှောက်ဖွေနေတဲ့ပုံပဲရုပ်ဖြတ်ပြီးထွက်ဖို့လည်းမလွယ်ဘူးဆိုတော့တေးကြတယ်ကွညကြအိုင်ဘီထုံးမောင်ရောက်လိုက်တော့အချိန်တွေထူးထူးကိုသိရမှာပဲအဲ့ဒီခါကျမှမင်းမေးကြည့်လို့လည်းမေးကြည့်ချင် အခုတော့စိတ်ရှိပါအောင်အိမကိုကြီးရာ ဒါတော့ရှော့ချသွားလိမ့်တယ်။ဒီနောက်မှာတော့၃ယောက်သားနေခင်းဘက်မှာအိမ်ထဲမှာအောင်းနေလို့ညရောက်မဲ့အချိန်ကိုစောင့်ဆိုင်းနေကြပါတော့တယ်။ညချေရောက်တော့ IV ထိုးမှငါတခိုးတယောက်လုံးဝစ်စစ်ပြီးတဲ့တဲ့စိတ်အတွင်နဲ့သူတို့စီကိုရောက်ရှိလာခဲ့တယ်။ပလိုက်ဘက်ကတော့မင်းကောင်ရဲ့ကိစ္စကိုပြည်သူလူထုကပါစိတ်ဝင်စားနေကြပြီမို့အသေးရရအရှင်ရရဖန်စီဖို့အမိန်ပြတ်ပေးထားပြီးပြီဥပဒေပြီးတော့မင်းကောင်ရဲ့ပုံတို့ပကြီကိုလည်းသူတို့ရောက်သွားတော့ ပုံသူတွေဖြတ်ပြီးအားလုံးကိုမြင်မှုအောင်ပြထားကြတယ်။မင်းကောင်ကကြုံတဲ့ဘက်ကဆိုတော့ကျုပ်ကိုလည်းသူတို့စောင့်ကြည့်နေကြတယ်ဗျ။ဥပထူကအင်တလုံးသာလိုက်လိုက်တယ်။ဒီခါမှာတန်တော့ကကျုပ်တို့အားလုံးရုတ်ဖြတ်ပြီးထွက်ရင်ရောရုတ်ဖြတ်ပြီးထွက်လို့လည်းမရဘူးကိုတာနော်။ဘာကြောင့်လဲ။မင်းကောင်ကိုရာဇဝဲလူစုအဖြစ်သတ်မှတ်ထားတယ်။ဘေးငယ်အထိပါမင်းကောင်ရဲ့အကြောင်းကရောက်ရှိနေပြီ။ဒါကြောင့်လေဒီနေထဲမှာ မြေတမောင်စာမကြအောင်သူတို့လိုက်ပြီးရှောက်ဖွေလိုက်မယ်လူတယောက်စီတိုင်းကိုလည်းအသေးစိတ်စစ်ဆေးခိုင်းထားတယ်ဒါလို့ဆိုပေမဲ့လည်းရုပ်ဖြတ်ချင်းပြညာကျုပ်တို့ကြွေးကြင်ကြပါလေဗျထွက်လို့ရနိုင်မှာပါကိုတာနော်မင်းငါကိုကဲတင်နေညာသူတို့မင်းငါကိုချုံနောက်ထားတဲ့ပုံစံကို အသေးချာတွေးမိတယ်မဟုတ်လားအင်းတွေးမိတယ်လေဘယ်လိုထားထားလဲအချုပ်ခန်းထဲထည့်ထားတဲ့အပြင်ခြေရောလက်ကောတန်ညိုးတွေတောက်ထားလိုက်လေအကိုထွန်းမောင် အမှန်ပဲဗျအဲ့ဒီတော့ကမင်းကောင်ရဲ့ခြေရလက်တွေကိုတန်ခွင်ခတ်ပြီးတော့တန်ကြိုးတန်းလို့ချုံနောက်ထားခဲ့တယ်မင်းကောင်ကအစပိုင်းမှာဆေးအရှိန်မရှိသေးတော့ရုန်းကန်တယ်အဲ့လိုရုန်းကန်တော့မင်းကောင်ရဲ့ခြေလက်တွေကတန်ခွင်နေနဲ့ထိပြီးဒဏ်ရာတွေရထားတယ်ညာတော့ကလည်းဆေးတွေထည့်တာကိုကိုတောင်တော်တို့မြင်နေမဟုတ်လားဟုတ်တယ်အသားစားတွေပုံးပဲ့နေတာဟုတ်တယ်ဗျအဲ့ဒီအခြေအနေကိုပလေးဘက်ကလည်းသိထားတယ် ဒါကြောင့်လူသားကိုခြေတွေလက်တွေစီအဓိကထားပြီးစစ်ဆေးနေတယ်။ခြေတွေလက်တွေမှာဒဏ်ရာရှိနေတဲ့သူသားကိုမသိငောင်းမှုနဲ့ဂတ်တဲစီကိုခေါ်ပြီးစစ်ဆေးနေတယ်။ဒီအခြေအနေနဲ့ဆိုရင်ဘလို့ရုတ်ဖြတ်ပြီးထွက်ဖို့ဘယ်ဖြစ်နိုင်မှာမလဲကိုတာနော်။ဥပထူဟာခေါင်းကိုညှင်းလိုက်တယ်။တာနော်ကတော့ IP ထုံးမှပြောပြတာကိုလက်ခံသွားခဲ့တယ်။မင်းငောင်းကတော့အရာရာအတွက်ကိုဘာမှမသိထားတာမို့အငယ်ဆုံးလည်းဖြစ်တာကြောင့်အလုံးစီမံတာကိုယ်တိုင်လိုက်လံလှုပ်ဆောင်မှုပြင်ဆင်ထားတယ်။ သူကိုယ်နိုင်လဲထင်ရဆိုင်ခဲ့လို့အမားတွေအများကြီးနဲ့စိုးသွမ်းတဲ့အနေရကိုရင်ဆိုင်ခဲ့ရပြီမဟုတ်လားဒါပေမဲ့တင့်လို့စိတ်တော့မင်းကောင်မှရှိနေသေးတယ်ဒါကြောင့် IP ထုံးမောင်ကိုကြည့်ပြီကျုပ်တို့ထွက်ပေါက်ပိတ်သွားခဲ့ပြီပေါ့ IP ထုံးမောင်ကခေါင်းကိုညှိလိုက်တယ်ပြီးတော့တဆက်သေးပဲထွက်ပေါက်ပိတ်ပြီဆိုရင်မဲ့အဲ့ဒါစိတ်ပူစရာမလိုဘူးကိုမင်းကောင်တကယ်လဲစိတ်ပူရမှာကတိုင်းပြည်နေရအနှံ့ကပလိတ်တပ်ဖွဲ့တွေကကိုမင်းကောင်ကိုသိနေကြပြီ ဒါကြောင့်လေကိုမင်းကဘယ်နေရာကိုပဲရောက်ရောက်သွားလာတာနေရာချေဘောင်ချေဖြစ်နေလိမ့်မယ်။ဒီအချက်ကိုဥပါထုအပါဝဲဘယ်သူမှမစင်စားမိကြအောင်။အိုက်ဘီထုမောင်ကဆက်လက်ပြီးပြောတယ်။ကျောအဓိကတွေးနေတာအဲ့ဒီကိစ္စပဲ။ထိုစီထိုတန်းကစားရသလိုမျိုးဒီနေရာကနေဟိုထွက်ဟိုနေရာမှာပိတ်ဆိုတာမျိုးကြီးကိုကျုပ်သဘောမကျအောင်ဗျ။တခါတည်းနဲ့လွတ်မြောက်အောင်လုပ်ချင်တယ်။ဒါမှပဲကျုပ်တို့ခမရတို့ဆက်လုပ်ရမယ့်အရာကို ကောင်းကောင်းမွန်မွန်လုပ်နိုင်မယ်မဟုတ်လားอืมဒါတော့ဟုတ်တယ်ကျုပ်တို့ဘယ်လိုလုပ်ကြမလဲလော်တလော်ကျုပ်တွေးမိထားတာတခုတော့ရှိတယ်ဘာများလဲဥပထူတာတော့မင်းကောင်တို့၃ယောက်စလုံးမြုံလေးချက်မြုံဝင်းနေနဲ့အိုက်ပြူထုံးမှန်ကိုကြည်လာကြတယ်မင်းကောင်သိရမယ်ဘလုံးဟုတ်တယ်မင်းကောင်ကိုသိစင်းအတွင်းဖြစ်အောင်လုပ်ရမယ်ကျုပ်ကသိပြရမှာပေါ့မင်းကောင်ကဝင်မေးလာတယ် အိုင်ဘီထုံကောင်ကခေါင်းကိုညှိပြီးတော့ဟုတ်တယ်မင်းကောင်ဒါပေမဲ့တကယ်တည်ရမှာမဟုတ်ဘူးဘလို့မျိုးတော့ဗျအယောင်ဆောင်မင်းတည်ရမှာမင်းကောင်ငါစဉ်းစားမိထားတာတော့ဒီလိုရှိတယ်အိုင်ဘီထုံမောင်ကမင်းကောင်ဥပထုနဲ့တာနောတို့၃ယောက်ကိုသူတွေးမိထားတဲ့အစီအစဉ်ကိုတီတူပြောပြလိုက်ပါတော့တယ်အိုင်ဘီထုံမောင်ရဲ့အစီအစဉ်ကိုအားလုံးကသဘောတူကြလေတယ်ဒီကအိုင်ဘီထုံမောင်ကအသေးစိတ်သောအစီအမံတွေကို တာမြင်ပြီး ကိုစီလုံဆောင်ရမှာတော့ကိုတတ်မှတ်ဆွေးနွေးပါတော့တယ်။ညသက်ကောင်အချိန်မှာတော့ဥပတူမင်းကောင်တို့ဆီကနေ IV2 မောင်တည်စစ်စိတ်ပြန်လဲထွက်ခွာသွားခဲ့တယ်။ပလိတ်တွေဟာဘယင်ကန်ရဲ့ဖိအားကြောင့်စိုးရမင်းကောင်ကိုမရအရလိုက်လံရှောက်ဖွေပြီးဖမ်းဆီးဖို့ကြိုးစားကြတယ်။ဘယင်ခံကလည်းမင်းကောင်ရဲ့အမှုကပြည်သူအများစိတ်ဝင်စားနေတဲ့အမှုတစ်ခုဖြစ်နေပြီးဒီကနေတည်းစဲတိုင်းပြည်စူပူမှုဖြစ်လာနိုင်တာမို့အမြန်ဆုံးဖမ်းဆီးပေးဖို့တစ်ချက်လော့အမိတ်ပေးထားတယ်လို့ ြင်းမိတ်အတွက်ကိုလည်းပြက်ပြက်သားသားပေးထားတယ်။အထူးသဖြင့်မင်းကောင်ဂတရလာရောက်ခဲ့တဲ့မားတဲ့သူတွေလည်းရှိနေတော့မို့လူသုံးယောက်နဲ့အထက်ပို့ရှိတဲ့နေရာတိုင်းကိုဝင်းရောက်စီနေပြီးရှာဖွေကြလိမ့်မယ်။အခုဆိုရင်သုံးရက်တွင်ဘကုမျိုးတစ်မျိုးလုံးကိုစီနေရှာဖွေခဲ့ပြီဖြစ်တယ်လို့အနည်းဝေးချင်အားကြည့်ရတဲ့အထီကိုလည်းအင်းနဲ့အားနဲ့ရှာဖွေနေကြပြီ။ဘယင်ခံယူဆသလိုပဲမင်းကောင်ကိစ္စကသုံးလေးရက်အတွင်းမှာလူသူစိတ်ဝင်စားမှုများပြားလာတာနဲ့အများ လူစုလူဝေးနဲ့စုပုံမှုပုံစံတွေအထိဖန်တီးလာခဲ့ကြတယ်။ဒီအတွက်ကြောင့်လည်းပလဲတွေဟာမင်းငေါတယောက်ကြောင့်ဖိအားပေါင်းများစွာကိုပြင်းပြထန်ထန်ခံစားရတာမို့တွေ့ရနဲ့အသေးတက်ပြည့်မယ်ဆိုတဲ့သူတွေကများတဲ့ရများနေတယ်။ဒီကနေ့တော့တန်တော်တယောက်ဈေးစီကိုသွားပြီးတရေစုံစမ်းလာတဲ့အခါမှာပလဲတို့တနက်ပေဘက်ကိုဝင်းရောက်ရှောက်ပွေလာကြပြီဆိုတာကိုသိရတယ်။ဒီချိန်လေးကြောင့်လည်းစိတ်လုံးတက်သူတန်တော်ကပြန်ရခက်လိပြီ။ဥပဒူကတော့ IP ဒုမောင်ကိုယုံကြည်ထားတဲ့သူဆိုတော့ တာနောကိုစိတ်အေးထားဖို့မကြခဏပြောနေရတယ်။အစင်မပြေတော့ဘူးကိုကြီးရာကျုပ်တော့တကယ်ပဲရင်းတွေတုန်နေမိပြီ။အကိုတာနောအေးပြောတာနောဖြေပုံကပေါက်ဆက်ဆက်မင်းငုံကတာနောကိုဒရိထားမိလိုက်ပြီမဲ့စိတ်ကိုလျှော့ထားပါဗျာတခုခုဆိုရင်ကြောက်ပြဲကြောက်ခဲအောင်လိုက်ပါမယ်ဘာကွာတာနောစက္ကနဲ့မင်းငုံကိုလှည့်ကြည့်လာတယ်တကယ်တော့မင်းငုံလည်းပြရခတ်နေတဲ့တာနောကြောင့် ငကောကိုဘသာတော့စိတ်လို့မချဖြစ်နေတဲ့မင်းကောင်ထပြောလိုက်တာဟုတ်တယ်လေအကိုကိုကြည့်ပြီးကြုံစိတ်တွေမောလိုက်ရတယ်အဲ့ဒီအစားအဖက်ခံပြီးအသေးခံလိုက်ရတာမှကောင်းမယ်မင်းကောင်ဆက်ပြောလိုက်တယ်ဒီကရှူရှူရှာရှာဖြစ်နေပြီးတော့စင်ပထိန်နိုင်တော့ပဲမင်းကောင်ကိုလက်သီးနဲ့တန်တော့ထိုးချလိုက်တယ်မင်းကောင်ဖိနိုင်ရဲ့လဲကြပါခဲ့တယ်တန်တော့ဆက်ပြီးထိုးမယ်လို့တော့ဥပထွာတန်တော့ကိုလှမ်းဆဲပြီးတန်တော့ရက်လိုက်စမ်းတောက်လိုက်တော့ ာနောကဥပဒုလက်စီကတော့မယုံကန်ဆရာတက်မို့သူချစ်မြတ်နိုးတယ်လေမင်းကငိုတော့ဆွဆွေးရဲကြည့်ပြီမင်းဘာစကားပြောလိုက်တာလဲမင်းကအခုဖြစ်ပြနေရတဲ့အလုံးကမင်းစိတ်ရှိတိုင်းထိနေကြခဲ့လို့ဖြစ်ပြနေတာကွာဒါအောင်မင်းကအဖက်ခံလိုက်ပြီပြီလို့လောလောကူကူထိနေတယ်လားမင်းရောအသက်ဆုံးပြီးကဲတင်ခဲ့တဲ့ငါတို့မင်းကိုချင်းမစားဘူးလားငါတို့ရဲ့အရှိတခေအတွက်ငါတို့ပြည်သူလူထုအတွက်ငါတို့တို့ရဲ့အစီရင်လုပ်ရင် ပြေလွှာရင်ဆက်လက်တာဝန်ထမ်းဖို့ရာကြိုးပမ်းခဲ့ကြတာ73နဲ့ကြော်ပြီကွာဒါတွေအားလုံးလည်းမင်းရောအတိပေးပြီးပြီမင်းဘက်ကသဘောတူညီပြီဆိုမှတစ္ဆာဆိုပြီးမှကျန်တဲ့ကိစ္စအားလုံးကိုလုပ်ခဲ့ကြတာလေအခုကြတော့ငါတို့ရဲ့လိုအပ်ချက်ကိုမင်းဘာမှမကြည့်တော့ဘူးလားမင်းကွာတန်တော့ပြောလဲပြောဒေါသလည်းထွက်ဝါလန်နေပြီးတော့စစ်ပြေနိုင်စေဖို့နဘေးကတိုင်ညို့ကိုလက်သီးနဲ့ထိုးချလိုက်တယ်ဒုံကနဲ့အတန်ကြီးနဲ့အတူတူအိမ်အောင်တုံသွားလေရဲ့ တာနှောရဲ့လက်လည်းနာကျင်သွားခဲ့တယ်။မင်းကောင်ကသွတ်နှခမ်းတောက်စီရကြလာတဲ့သွေးဆက်တွေကိုတုတ်တရင်ပြန်ထလာတယ်။ရန်လိုရပြုတ်မဲ့အမူအရာတော့မရှိ။သူ့မအောင်သူတီးတဲ့ပုံစံပဲ။အကိုတာနှောအကိုတို့စေတနာကိုစော်ကားတဲ့စကားပြောပြီးလို့ကြုံမှားပါတယ်။ကြုံတောင်းမှမှာတယ်ဗျာ။တာနှောကဘာမှပြန်မပြော။တစ်ဖက်စီကိုလှဲ့လို့စိတ်ကိုထိနှဲ့နေနဲ့အံကိုတင်းတင်းချိန်ထားလိုက်တယ်။ဥပထူဟာတာနှောကိုထိနှားရက်က မင်းငုံရဲ့ပခုံးကိုနှစ်သိမ့်တဲ့အနေနဲ့လှပ်ပုတ်ကင်လာတယ်။ကဲညီကိုကြီးမဲကွာတယောက်ကလည်းစိတ်ခတ်မသိလို့အပြောစုအစင်မပြေခဲ့တာတယောက်ကလည်းဂယုနာဒေါသောနဲ့ဆုံးမမိတာအငယ်ဖြစ်တဲ့သူကလည်းတောင်းပန်ပြေးပြီးတန်တော့လည်းစိတ်လျှော့ကွာမင်းငောင်လည်းသင်ကန်းစာရပြီးပြီဆိုတော့ထက်မမားတော့ဘူးဆိုတာငါယုံကြည်တယ်ငါတို့အခြေစစ်စစ်လောက်လုံးနဲ့လောက်ဆရာရှိတာကိုဆက်လုပ်ကြတာပေါ့ကွာဟုတ်ကဲ့ကိုကြီးမင်းငောင်တယောက်ရဲ့ဖြစ်တဲ့ ဥပထွားတာနော့ဘက်ကိုလှည့်ကြည့်လိုက်တယ်။တာနော့ကျုပ်လည်းနာခံပါမယ်အကိုကြီး။တာနော့ရဲ့အကြည့်ကမင်းငောင်စီကိုရောက်ရှိသွားတယ်။မင်းငောင်မင်းကိုလည်းအကိုကြီးတောင်းမှမှာတယ်။ရပါတယ်ဗျာ။ကျုပ်လည်းအမှားပြီးအမှားဆက်ဆက်မှားနေလို့အကိုကဆုံးမတာပဲဟို။မင်းငောင်ကပြုံးပြီးပြောလာတော့တာနော့လည်းပြုံးလိုက်တယ်။ဒီခိုင်ဥပထွားသူတို့နှစ်ယောက်ရဲ့အလဲစီမှာလက်တစ်ဖက်ကမ်းလာတယ်။မင်းကောင်ကဥပဒူရဲ့လက်ကိုဆုပ်ကလိုက်တယ်လို့ တာနောကလည်းမင်းကောင်နဲ့ဥပါထူရဲ့လက်ကိုဆုပ်ကလိုက်တယ်။လိုက်ဟင်းလိုက်လိုက်တနတ်တန်နဲ့ဆူညံ့နေတယ်။တူမြောင်ကြီးရဲ့ဘောင်အထက်စီမှာမင်းကောင်တယောက်အသေးသေးပြေးလွှားနေရတယ်။သူ့ရဲ့အနောက်ဘက်အတော်လန်းလန်းစီမှာတော့ပလေးခွနှစ်ယောက်ညနေဆောင်အချိန်မှာပလေးတွေမင်းကောင်တို့ရှိရစီကိုရောက်လာကြပြီးစစ်ဆေးဖို့လှောက်ဆောင်နေအချိန်ရုတ်တရက်ကြီးမင်းကောင်ကအစစ်စေးမခံပဲထွက်ပြေးလေတာရဲ့ဒီတော့ပလေးတွေက မင်းကောင်မန်းသိပြီးအနောက်ကနေမရမကလိုက်လို့ပြစ်ခတ်ဖမ်းဆီးဖို့ကြိုးစားကြတယ်။မင်းကောင်လည်းကြီးစံတွေရဲ့ကြားရှောက်ရီတိန်အသက်လူပြီးပြေးနေရတယ်။တူမြောင်ကြီးရဲ့နဘေးအထိရောက်အောင်ပြေးရတယ်။တကယ်တမ်းတော့မင်းကောင်ဥတီပြီးပြေးနေတာရင်မန်းရာတစ်ခုစီအောင်ပလိတ်တွေကလည်းဒါအောင်သိမယ်မထင်အနောက်ကနေအသေးအတန်လိုက်ကြတယ်။မင်းကောင်ကပေါ်ပါသွက်လက်လုံးနေတော့အနောက်ကနေအတော်ပြက်ပြက်ပလိတ်တွေကြည့်ရခဲ့လေတယ်။ဒါမှမဟုတ်လည်းမင်းရမကဆက်လိုက်စေ။ သူတို့ကဘယင်ခိုင်းရဲ့ဖိအားရှိနေတယ်မဟုတ်လားဒါကြောင့်လည်းရတယ်လို့တနက်နဲ့လည်းလှန့်ပြင်ရင်လိုက်နေကြတာအနည်းပဝဲကြီးကလူတွေကတော့တနက်တန်ကြောင်ရှောင်ပြေးကုန်ပြီမင်းကောင်ကလည်းအနောက်ကိုလှည့်ကြည့်လိုက် ရေမန်းရစီကိုပြေးလိုက်နဲ့ဒါပေမဲ့တနည်းအောင်ရောက်တဲ့အချိန်မှာတော့မင်းကောင်ရဲ့ပြေးနေတဲ့ခြေလက်တွေကတုန်နဲ့ရတ်တံသွားခဲ့တယ်အကြောင်းကတော့သူ့ရှေ့မှာပိတ်ရည်ရည်တနက်နဲ့ချိန်ထားပြီးအုတ်ထုတ်ကိုခန့်ခန့်ငိုင်းဆောင်းထားတဲ့လူတယောက်ကဲ ဒီလောက်ပြင်းနေရင်တော်ရော့ပေါ်စောရမင်းကတဖက်လူကပြောရင်ငှိုက်ထားတဲ့အုတ်ထုပ်ကိုပေ့တင်လိုက်တယ်။အိုင်ဘီထုံးမခမရပဲ။မင်းကောင်ကအနောက်ကလိုက်ပါရင်နီးကပ်နေပြီဖြစ်တဲ့ပလိတ်တွေကြောင့်အတန်ကျကျနဲ့အော်ဟစ်လိုက်တယ်။ဟုတ်တယ်စောရမင်းကမင်းတော့အသက်စီဝေးကြည်သိပြီကွာ။အိုင်ဘီထုံးမကပြောလိုက်ပြီးတော့ပလိတ်တွေကိုတစ်ချက်အကက်ခတ်လှမ်းကြည့်တယ်။ပလိတ်တွေကလည်းသူတို့ရှိတဲ့နေရာစီကိုပေ30အကွာလောက်ကိုရောက်နေပြီ။ ။ဒါအောင်မြင်ပြီးတော့ IP ထုံးမောင်ကမင်းကောင်ကိုမျက်စိအသာနှိပ်ပြလိုက်တယ်။ဒီကမင်းကောင်ကလည်းချက်ချင်းပဲမြောက်ထားတဲ့လက်ကိုအောက်စီလှစ်ကနေချပြီး IP ထုံးမောင်ကိုဒုစုံတစ်ခုနဲ့ပြက်ပေါက်လိုက်တယ်။ IP ထုံးမောင်ကမင်းကောင်ရဲ့ပြက်ပေါက်မှုကိုဖြတ်ခနဲ့ရှောင်တိမ်ပြီးတနတ်မကလုတ်ကိုဇက်တိုက်ဆွဲပြက်လိုက်တယ်။တနတ်တဲ့တုတ်ချက်စစ်ထောက်ပေါ်လာခဲ့တယ်။မင်းကောင်တရားတနက်ထိမှခံရမှုကြောင့်ရဲရဲသွားခဲ့တယ်။အဘိထုံးမောင်ကနောက်တဲ့တစ်ချက်ထပ်ပြလိုက်လေ။ဒီခါမှာတော့မင်းကောင်က ရိမ့်ရနေရကလှထပ်ပြီးတူမြောင်ကြီးရဲ့အတွင်းထဲကိုပြုတ်ကျသွားခဲ့တယ်။ထိမက်မထားတဲ့အဖြစ်ပြမို့ပြေးလာနေတဲ့ပလိတ်တရားရုတ်တရက်ရက်တက်ငုံကြတယ်။အိုက်ဘီထုံမောင်ကကမ်းမောင်တပည့်ကိုအပြေးလှန့်ကကြည့်လာပြီးရေထဲကိုတနက်နဲ့နှစ်ချက်ထပ်ပြပြန်တယ်။ဒီခါမှာတော့ပလိတ်တရားတရေဝင်လာပြီးတော့အိုက်ဘီထုံမောင်ရဲ့အနားစီကိုအပြေးရောက်လာကတနက်တွေနဲ့ရေထဲစီကို ရန်တန်းလို့ပြစ်ခတ်ကြပါတယ်။ခဏကြာပြစ်ခတ်ပြီးတဲ့အချိန်မှာတော့ဟဲလိုရေရကြတော့ ခမရတော့ရန်တမီတအားပြည့်မနေကြနဲ့ဟိုကောင်ကကြောက်ပြစ်ကလေးကလင်းငါချက်လောက်မှတ်သွားခဲ့ပြီအခုသေးလောက်ပြီအလောင်းရှောက်ဖို့လောက်ကြအောင်ဟုတ်ကဲ့ပလဲမင်းကြီးကိုယ်တိုင်နေရာပေးထားတဲ့အံပြီထုံးမောင်ရဲ့စကားပလဲတွေနာခံကြလိမ့်ပြီအောက်ကိုဆင်းလို့မင်းငောင်ရဲ့အလောင်းကိုရှောက်ဖွေကြတယ်ဒါပေမဲ့လည်းမှောင်ယူလာပြီဖြစ်တဲ့ပတ်ဝန်းကျင်ကသူတို့အနေနဲ့ရှောက်ဖွေဖို့မလွယ်ကူတိတ်မကြခင်မှာတော့နောက်ထပ်ပလဲတွေထပ်ပြီးရောက်လာကြပါတယ် မြင်းတွေစင်ထိုးပြီးတော့ဆက်လက်ရှောက်ဖွေတာညာဦးပိုင်းအထိပဲတကယ်တမ်းတော့သူတို့မသိခဲ့တာမင်းကောင်ကရေထဲကိုကျပြီးချိန်ရေစုံတိုင်းအမြန်စီမြော့လို့အတော်လှန်လဲစီမှာလှိမ့်နဲ့အစင်သစ်စောက်နေတဲ့ဥပါထူတို့နဲ့အတူတူထုတ်ခွာသွားခဲ့ပြီဆိုတာကိုပဲဥပါထူခေါင်းဆောင်နဲ့မင်းကောင်တို့သုံးယောက်ဟာလျှို့ခတ်တုတ်တုတ်လှော့ပြီးချောင်းခွေတစ်ခုရောက်တာနဲ့တဖက်ကန်းစီကိုကူလူခဲ့ကြတယ်ပြီးတော့အိုက်ဘီထုံးမှာအစ်စ်စစ်စစ်ထားပြီးဖြစ်တဲ့နေရာစီကိုသွားကြတယ် ယူစရာရှိတာတွေကိုယူကပြည့်စည်ပြောင်းလဲစရာရှိတာတွေကိုပြောင်းလဲကြတယ်။ပြီးတဲ့အခါမှာတော့ညာရီချီကိုတူမြောင်ကြီးရဲ့တစ်ဖက်ကနှစ်ဖူးတိုင်အထက်စီကိုလော်ကင်းစွာနဲ့ထွက်ခွာခဲ့ကြပါတော့တယ်။ပရိသတ်များရှင်စောရမင်းကောင်နဲ့ပလိတ်တို့မြေလန်ကရှာဖွေကြခြင်းဆိုတဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးအထူးပဲတည်ရှိတယ်လို့စာရေးဆရာထမတောင်ကိုလည်းကျေးဇူးအထူးပဲတည်ရှိပါတယ်ရှင်။ ဒီဇလလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမေပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစေထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။